BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Burmese.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာပါရှင်။နိုဝင်ဘာလ26ရက်ဗုဒ္ဓညပိုင်းအစီအစဉ်ကို BBC ဝိုင်းတော်သားတွေနဲ့အတူကျမတီတာတွေကတင်ဆက်ပေးမှာပါ။ DKBA ထိမ့်ချုပ်ဒေတာကြားဖြတ်လုပ်ငန်းကနေဖမ်းဆီးရမိထားသူတွေနဲ့တပ်တေကန်ပစ္စည်းတွေကို KNU ကဘယ်လိုဆက်လုပ်သွားဖို့ရှိနေလဲဆိုတာနဲ့ပတ်သက်လို့နိုင်ငံတကာကျွန်တော်တို့အမယ်လိုအပ်တာတွေကိုလျှောက်ကူပေးမယ်လေ။ဥပဒေဆောင်ရမယ်လားပါအခုကလာပြီးမှအများဆုံးဓာတ်တွေကိုကျွန်တော်တို့ပြပေးမယ်လေ။အကုန်လုံးပေးမယ်လေအမယ်လေ။ဒီကကြီးကတစ်လနှစ်လကျွန်တော်မထိနိုင်ဘူး။ ဒီကြောင်းနဲ့အတူအမေရိကန်ရောက်မြန်မာဒုက္ခသည်တို့ခုံလုံးခွင့်ပြန်လည်စစ်ဆေးခံရဖို့ရှိတဲ့အကြောင်းသတင်းတွေတင်ဆက်ပေးမှာပါ။တခါယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအစ်စ်ပြန်ပြင်ရေးဆွဲထားတဲ့သဘောတူချက်မူကြမ်းသစ်ကိုရုရှားနဲ့အမေရိကန်တို့ဆွေးနွေးဖို့ရှိတဲ့အကြောင်းပါဝင်နောက်ဆုံးရသတင်းတွေတင်ဆက်ပေးမှာပါရှင်။ Ukraine စစ်ပွဲအဆုံးသတ်ရေးပြန်လည်ပြင်ဆင်ရေးဆွဲထားတဲ့ညဉ့်ညံ့ရေးသဘောတူချက်အဆိုပြုချက်တစ်ကို လက်ခံရရှိထားကြောင်းရုရှားအစိုးရကအတည်ပြုပြောပါရယ် ဒီသဘောတူချက်မူကြမ်းသစ်နဲ့ပတ်သက်လို့သမ္မတ်ထရန့်ရဲ့အထူးကိုယ်စားလှယ်စတီဗ်ဝစ်ကော့ဖ်နဲ့လာမယ့်သတင်းပတ်ကြရင်မော်စကိုမြို့မှာဆွေးနွေးပြောဆိုမယ်လို့ရုရှားအစိုးရအဖွဲ့ခရမ်လင်နန်တော်တာဝန်ရှိပုဂ္ဂိုလ်ယူရီယူရှာကော့ဖ်ကပြောပါရယ်အဲ့ဒီဆိုပြုချက်သစ်ပါအချက်လက်တချို့ကိုအပြုသဘောရှုမြင်နိုင်ပွဲရှိပေမဲ့တခြားအချက်အတော်များများကိုတော့နောက်ထပ်စဉ်းစားသုံးသပ်ဖို့လိုကြောင်းမစ္စတာယူရှာကော့ဖ်ကပြောပါရယ်ညှိနှိုင်းပြောဆိုမှုတွေရက်နဲ့ချီလောက်ခဲ့ပြီးမှပြီးခဲ့တဲ့သတင်းပတ်ကတင်ပြခဲ့တဲ့သဘောတူချက်မူကြမ်းကိုပြန်လည်ပြင်ဆင်ရေးဆွဲ ခဲ့တာလို့သိရပါတယ်။ဒီညှိနှိုင်းပြောဆိုမှုတွေမှာဥရောပခေါင်းဆောင်တွေကလုံးဝမလိုအပ်ဘဲဂျာဝင်ဆွတ်တာတွေလုပ်ခဲ့တယ်ဆိုပြီး Mr. Yushakov ကဝေဖန်ပြောဆိုခဲ့ပါတယ်ရှင်။ဟောင်ကောင်မှာအထက်မြင့်လူနေတိုက်ခန်းတွဲကြီးတစ်ခုမှာမိလာမှုဖြစ်ပွားခဲ့ရမှာမိသက်သမားတူအပါအဝင်အ ਨੇ ဆုံးလူ73ဦးသေဆုံးခဲ့တယ်လို့ဟောင်ကောင်အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေကပြောပါတယ်။နောက်ထပ်လူတချို့လည်းတိုက်ခန်းတွေထဲမှာပိတ်မိနေသေးပဲလို့ယူဆရပါတယ်။ ဟောင်ကောင်မြောက်ပိုင်းတိုက်ပိုခရိုင်ကဆောက်လုပ်ဆဲအထက်မြင့်တိုက်ခန်းတွဲရှစ်ခုစလုံးမှာမီးဆွဲလောင်နေပါတယ်။မီးလောင်ရတဲ့အကြောင်းရင်းကိုမသိရသေးပေမဲ့ဝါညန်းစင်တွေမှာမီးဆွဲလောင်နေတာကိုတွေ့ရပါတယ်။ဟောင်ကောင်မှာဝါညန်းစင်တွေကိုအခုချိန်ထိတွင်တွင်ကျကျဲသုံးနေကြဆဲဖြစ်ပါတယ်ရှင်။တရုတ်ပြည်မကြီးနဲ့ပေါင်းစည်းရေးကိုကန့်ကွက်ပြီးကိုပိုင်လွတ်လပ်ရေးရဖို့ထိုင်ဝမ်ရဲ့ကြိုးပမ်းမှုတွေဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့တရုတ်ဆိုရကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ထိုင်ဝမ်မှာကာကွယ်ရေးအသုံးစရိတ်ကိုဒေါ်လာဘီလီယံ40ထက်လောင်းသုံးဆွဲမယ်လို့ထိုင်ဝမ်သမ္မတလိုက်ချင်းတေကထုတ်ဖော်ကြေညာခဲ့ပြီးမှပဲတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကအခုလိုဝေဖန်ပြောကြားလိုက်တာဖြစ်ပါတယ်။ထိုင်ဝမ်ကိုအင်အားသုံးသိမ့်ပိုက်ဖို့တရုတ်အစိုးရက စီရေးပြင်ဆင်မှုတွေလှုပ်လာနေတာကြောင့်ထိုင်ဝမ်အစိုးရအနေနဲ့ drone တွေမစ္စိုင်းဒုံးတွေအတွက်နောက်ထပ်အသုံးစရိတ်တွေထပ်တိုးသုံးဖို့လိုတယ်လို့ထိုင်ဝမ်သမ္မတလိုက်ချင်းတေကပြောခဲ့ပါတယ်။ရန်လိုကျူးကျော်မှုကိုအရှုံးပေးလိုက်ရောခြင်းအဖြစ် စစ်ပွဲကိုသာဖြစ်လာစေလိမ့်မယ်လို့သူကသတိပေးပြောသွားခဲ့ပါတယ်။တရုတ်နဲ့ထိုင်ဝမ်အနားမှာရှိတဲ့ကျွန်းစုတစ်ခုစီမစ်ဆိုင်းတုံးတွေချထားဖို့စဉ်းစားနေတယ်လို့ဂျပန်အစိုးရကပြောခဲ့ပြီးတရုတ်အစိုးရကထိုင်ဝမ်ရေးမှာပြည်ပကဝင်ရောက်ဆွတ်ဖက်မှုမှန်သမျှကိုချိန်မုံပစ်မယ်လို့အစိုးရကချိန်ချောက်သတိပေးသွားခဲ့ပါတယ်ရှင်။ နိုင်ဂျီးရီးယားနိုင်ငံနီဂျဲပြည်နယ်မှာပြီးခဲ့တဲ့သတင်းပတ်ကကက်သလစ်ခရစ်ယာန်စာသင်ကျောင်းတစ်ကျောင်းကနေပြန်ပေးဆွဲခံခဲ့ရတဲ့ကျောင်းသားအရေးအတွက်နဲ့ပတ်သက်လို့သတင်းတွေအမျိုးမျိုးထွက်ပေါ်နေပါတယ်။ကျောင်းသားတို့ရဲ့မိသားစုတွေဟာကျောင်းနဲ့ဝေးလံတဲ့နေရာဒေသတွေမှာနေထိုင်နေကြပြီးသူတို့ရဲ့သားသမီးတွေပျောက်ဆုံးနေကြောင်းသတင်းပေးတိုင်ကြားဖို့အချိန်ကြာမြင့်ပွဲရှိနေတာကြောင့် ပြန်ပြီးဆွဲခံရတဲ့ចောင်းသားအရေးအတွက်ပို့တိုးလာပွဲရှိနေပေမဲ့လောလောဆယ်မှာတော့ចောင်းသားမိဘ14ဦးကသာသူတို့ရဲ့သားသမီးတွေပျောက်ဆုံးနေကြောင်းသတင်းပို့ထားကြတယ်လို့ပြည်내အုပ်ချုပ်ရေးမှူးဦးမာပါကိုက BBC ကိုပြောပါတယ်အခုအခါအနည်းဆုံးចောင်းသား60ပြန်ရောက်လာခဲ့ပြီးမင်းညကနောက်ထပ်17ယောက်ပြန်ရောက်လာခဲ့တယ်လို့ Mr. Bago ကပြောခဲ့ပေမဲ့အစောပိုင်းသတင်းတွေမှာတော့ចောင်းသားရာပေါင်းများစွာပြန်ပြီးဆွဲခံခဲ့ရတယ်လို့ဖော်ပြခဲ့ပါတယ် အဲ့ဒီကြောင်းမှာကျောင်းသားမှတ်တမ်းပြည့်ပြည့်စုံစုံရှိဘူးဆိုပြီးသူကဝေဖန်ပြောဆိုသွားခဲ့တယ်လို့လုံခြုံရေးသတိပေးချက်တွေထုတ်ပြန်ထားတဲ့ကြားကခွင့်ပြုချက်မရှိဘဲကျောင်းပြန်ဖွင့်ခဲ့တာကိုလည်းပြစ်တင်ပြောဆိုသွားခဲ့ပါတယ်ရှင်။ ထိုင်းအင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတွေကနေရာတချို့မှာရေကြီးမှုတွေစိုးစိုးဝါးဝါးဆက်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းမှာရေကြီးမှုတွေတွင်လူ33ဦးသေဆုံးခဲ့တယ်လို့လောလောဆယ်သိထားပြီးဟဲ့ရိုင်မြို့မှာနှစ်ပေါင်း300အတွင်းမိုးရိပ်ခြင်းအများဆုံးဖြစ်စံချိန်တရားလောက်အောင်မိုးရွာသွန်းခဲ့ပါတယ်။ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတွေမှာရေကြီးမှုတွေကြောင့်လူသိန်းသောင်းချီဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမြောက်ဆူမထရာပြည်နယ်မှာလည်းရေကြီးမှုတွေအတွင်းအိမ်ပြိုကျပြီးမိခင်နဲ့ကလေးသုံးဦးပါဝင်အနည်းဆုံးလူ19ဦးသေဆုံးခဲ့ပါတယ်။တခါပြီးခဲ့တဲ့သတင်းဘက်ကလည်းဗီယက်နမ်နိုင်ငံမှာရေကြီးမြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးလူ60သေဆုံးခဲ့တယ်လို့သတင်းတွေအရသိရပါတယ်ရှင်။ဗြိတိရှားပေါ့ဆိုတော့အယ်လ်တန်ဂျွန်က သူဟာတိတိတသားကြီးမျက်စိကွဲလာနေတဲ့ဝေဒနာနဲ့ရင်ဆိုင်နေရကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။သူ့ရဲ့ညာဘက်မျက်စိလုံးဝကွဲသွားပြီဖြစ်ပြီးဘဲဘက်မျက်စိကလည်းအကောင်းကြီးမဟုတ်တော့ပေမဲ့တနေ့ကျရင်ခင်မီနီးပညာတွေနဲ့ကုနိုင်လိမ့်မယ်လို့သူ့အနေနဲ့အပြုသဘောယုံကြည်ထားစေပဲလို့ Variety American Magazine ကိုပြောပါတယ်။ပြီးခဲ့တဲ့15လတာကာလအတွင်းသူဘာမှမမြင်နိုင်မဖတ်နိုင်တဲ့အတွက်စိန်ခေါ်မှုအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ Elton John ကပြောပါတယ်ရှင်။ ထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV စီစဉ်ကိုမြစီမ TV မှာရှင်းစားနိုင်ကြပါတယ်။ကိုပဲနေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။သောတာရှင်များရှင်။ ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထဲမှာရှိတဲ့ကြားဖြတ်ငွေလိမ်လုပ်ငန်းနေရာတစ်ခုကိုကရင်မျိုးသားအစည်းအရုံး KNU ကပြီးခဲ့တဲ့ရက်ပိုင်းကဝင်ရောက်စီးနှင်းပြီးသက်တေကံပစ္စည်းတွေနဲ့ငွေလိမ်လုပ်ငန်းမှာပါသူတွေကိုဖမ်းဆီးထိန်းသိမ်းဆီးထားခဲ့ပြီးမှနိုင်ငံတကာရာဇဝတ်မှုတွေနဲ့အွန်လိုင်းငွေလိမ်ကိန်းတွေကိုထိထိရောက်နှိမ်နှင်းနိုင်ရေးမှာနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အတူပူးပေါင်းပါဝင်ကြဖို့တောင်းဆိုလိုက်ပါတယ်။ DKBA ထိန်းချုပ်ဒေသမင်းလက်ပံဒေသ ကြားဖြတ်လုပ်ငန်းကနေဖမ်းဆီးရမိထားသူတွေနဲ့တသက်ခံပစ္စည်းတွေကို KNU ကဘယ်လိုဆက်လုပ်သွားဖို့ရှိပါသလဲကိုဝေဖြိုးကပြောပြမှာပါမြောက်ရီမြို့နယ်တောင်ဘက်မင်းလက်ပံဒေသမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DGBA ထိန်းချုပ်ထားတဲ့ online ငွေလိမ်လုပ်ငန်းကို KNU တပ်ဖွဲ့တွေနိုဝင်ဘာ21ရက်နေ့တုန်းကဝင်ရောက်စီးနင်းခဲ့ပါတယ် ဲ့ဒီငွေလိမ်လုပ်ငန်းမှာလုတ်ကင်နေတဲ့ Ethiopia, Egypt, Thai, Laos, တရုတ်နဲ့ Malaysia နိုင်ငံသားတွေအပါအဝင်လူဦးရေ2000ကျော်နဲ့ဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရမိထားတယ်လို့ KNU ကထုတ်ပြန်ပါတယ်။ဖမ်းမိတဲ့အချိန်လေးသက်အဆောင်အုံနှလုံးစေယုံတရုတ်နဲ့လူနေအဆောင်အုံတွေအပါအဝင်ကွန်ကရစ်အဆောင်အုံအလုံး30တွေ့ရှိရတယ်လို့လည်းဆိုပါတယ်။ကြားဖြန့်လုပ်ငန်းတွေကိုနှိမ်နှင်းမှုနိုင်ငံကအဖွဲ့အစည်းတွေကိုဖိတ်ခေါ်ထားပေမဲ့ဒီကနေ့အထိတရုတ်၊ထိုင်းနဲ့ American ပါဝင်ဘယ်နိုင်ငံကမှမဆက်သွယ်သေးဘူးလို့လည်းဆိုပါတယ်။ KNU မြို့သားစီယုံ KNU ရဲ့ဂုံပြူချင်း မြင့်ရေးကော်မတီဥက္ကဋ္ဌစောသမိန်ထွန်းပြောတာကနိုင်ငံတကာကျွန်တော်တို့အမယ်လိုအပ်တာတွေကိုလျှောက်ကူပေးမယ်လေပူပေါင်းဆောင်ရွက်မယ်လာပါအခုကလာပြီးမှအများဆုံးဓာတ်တွေကိုကျွန်တော်တို့ပြပေးမယ်လေအကုန်လုံးပေးမယ်လေအမယ်လေဒီကကြီးကတလနလကျွန်တော်မထိနိုင်ဘူးပြီးခဲ့တဲ့ရက်ပိုင်းကလည်းအွန်လိုင်းငွေလိမ်ငိုင်းတွေအများဆုံးရှိရာရွှေကုတ်ကူနဲ့ KK ပေါက်ကူစစ်တပ်နဲ့နေကြောင်တက် BJF တို့ပူးပေါင်းလို့နှိမ်နင်းခဲ့ပြီးအဆောင်တွေကိုဖျက်ဆီးတာနဲ့ ဖမ်းမိတဲ့နိုင်ငံများသားတွေကိုတက်ဆိုင်ရာနိုင်ငံတွေစီလွှဲပြောင်းပေးနေတာတွေပြုလုပ်နေတယ်လို့စစ်တပ်ဘက်ကထုတ်ပြန်ပါတယ်စစ်တပ်ဘက်ကအဲ့လိုထုတ်ပြန်ပေမဲ့ဒီသံဃာတချို့ကတော့ဒါရီယာဟန်ပြတ်တက်တက်လှုပ်ဆောင်ပြတာဖြစ်ပြီးထိရောက်တဲ့အရေးယူလာမျိုးမတွေ့ရသလိုအဲ့ဒီလုပ်ငန်းတွေမှာ အခုနှိမ်နင်းလဲဆိုတဲ့အဖွဲ့အစည်းတွေကပဲပါဝင်ပတ်သက်နေတာဖြစ်တယ်လို့ဝေဖန်ကြပါတယ်ဒီကနေ့အထိလဲမြောက်ရီတမြို့နယ်လုံးကနေရအများစုမှာကြားဖြတ်လုပ်ငန်းတွေလုပ်ကိုင်နေစေဖြစ်တယ်လို့လည်းဆိုပါတယ်မြောက်ရီမြို့နယ်တွေက online ငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးသိရှိသူတယောက်ပြောပြတာကိုလုံုံရေးရအပန်းအစားထိုးဖတ်ပေးထားပါတယ်ဒီဘက်မှာပေါင်းဆက်ပြီးတော့စားတောက်နေတဲ့အဖွဲ့တွေပါပဲ ထုတ်ပြန်ချက်တွေတခန်းတနာနဲ့သူတို့ရဲ့ကြားဖြတ်နေနေကိုပူပေါင်းဖို့ဆိုပြီးတော့ထုတ်ပြန်နေတာဒါရီယာဟန်ပြတွေကျွန်တော်အမြင်ပြောရရင်တော့အပေါ်ဘက်က DGB အခွင့်ဖြစ်တဲ့ကြောက်ခတ်တို့ဝလီတို့ဘက်ထိတက်လာပြီးနှိမ့်နှင်းမှဆိုလို့ DGB ဘက်ကရုပ်ရှင်ရိုက်တာဟိုရက်ကတော့ BG ရက်ကရုပ်ရှင်ရိုက်တာအဲ့ဒီမှာကပိုင်ရှင်တွေမရှိတော့ဘူးတနက်ဖောက်ခိုင်းတဲ့ကောင်တွေကထွက်ပြေးသွားပြီကြားဖြတ်လုပ်တဲ့သူတွေပဲရှိတယ်အခုကခေါင်းဆောင်တွေလည်းမမိလုပ်ငန်းရှင်တွေလည်းမမိ အဲ့ဒီဒေတာဟာ DKB ခေါင်းဆောင်ဘုံမှုကြီးနိုင်တွင်ကိုနဲ့စိုင်းကျော်လှတို့ဓာတ်ရိုက်ကုတ်ကဲနေတာဖြစ်တယ်လို့ KNU ကပြောတဲ့ပေါ် DKB ဘုံချုပ်စောစန်းအောင်စီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့သူ့အနေနဲ့ဖြေခွင့်မရှိဘူးလို့တုံ့ပြန်ပါတယ်။ကရင်ပြည်နယ်က DKB ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ဖလူလေး၊ဝေါ်လေးနဲ့စုကလိနယ်မြေတွေလည်းဘယ်လက်နက်ကိုက်တပ်ဖွဲ့မှဖျက်သိမ်းခွင့်မပြုဘူးလို့ DKB ကဒီကနေ့မှထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဒေါက်တာရှင်မြရှင်သမရဂျိုးဘိုင်ဒန်လက်ထက်ပြီးခဲ့တဲ့၅နှစ်အတွင်းအမေရိကန်နိုင်ငံနဲ့ဝင်ရောက်ခွင့်ရခဲ့တဲ့ဒုက္ခသည် refugee တွေကိုအမေရိကန်အစိုးရကပြန်လည်စစ်ဆေးသွားမယ်လို့အမေရိကန်သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဒီအကြောင်းကိုမောင်ကပြောပြမှာပါ။ 2020ခုနှစ်ကနေ2025ခုနှစ်တွင်အမေရိကန်နိုင်ငံနဲ့ဝင်ခွင့်ရခဲ့တဲ့ဒုက္ခသည်3,000ကျော်ရဲ့ရှောက်လာတွေကိုပြန်လည်စစ်ဆေးမဲ့အစီအစဉ်မှာမြန်မာနိုင်ငံသား2,000ခန့်ပါဝင်တယ်လို့သိထားရပါတယ်။2024ခုနှစ်မှာတင်အမေရိကန်ရောက်မြန်မာဒုက္ခသည်အရေအတွက်8,000ခန့်ရှိတာပါ။တမရပိုင်းနဲ့လက်ထက်မှာဒုက္ခသည်တွေရဲ့နောက်ကျောင်းရာဇဝင်ကိုလုံလုံလောက်လောက်မစစ်ဆေးဘဲလက်ခံခဲ့တယ်လို့ထရန့်အစိုးရကစွပ်စွဲပါတယ်။သူတို့ကိုကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမှာမြေကြီးယုံ UNHCR နဲ့အမေရိကန်အစိုးရဖွဲ့စည်းတွေကတေးချစစ်ပြီးမှအမေရိကန်ကိုခေါ်ယူခဲ့တယ်လို့ဆိုပါတယ်။အမေရိကန်မှာဒုက္ခသည်ဖြစ်နေထိုင်ပြီးတ နှစ်ပြည့်တဲ့အခါ Green Card လို့သိကြတဲ့မြဲတဲ့နေထိုင်ခွင့်ရှောက်ထားနိုင်ပြီး၅နှစ်ပြည့်လို့စစ်ဆေးတာအောင်မြင်ရင်အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရမှာပါဒုက္ခတွေတွေကိုပြန်လဲစစ်ဆေးမဲ့ပေါ်စိုးရိမ်စရာရှိလားဒါနဲ့ပတ်သက်ပြီးအမေရိကန်ရောက်မြန်မာနိုင်ငံသားတူကခုလိုပြောပါတယ်ဒီ2021ကနေ2025မှာပေါ့ဝင်လာတဲ့လူကိုပြန်စစ်မယ်ဆိုတော့တော်တော်ပြန်စစ်ရင်လည်း စစ်ပစစ်ပေါ့ပေါ့เนาะဒါပေမဲ့အထင်ကတော့ကိုကဘလို story မျိုးကိုတင်ခဲ့လဲဆိုတဲ့အပေါ်မှာပဲတည်တယ်နောက်ပြီးကို story ကိုကိုတိထားဖို့ကိုရေးထားတဲ့ရက်စွဲတွေကိုအကုန်လုံးမှတ်မိနေဖို့လိုတာပေါ့လေကျွန်တော်ကတော့တူ process အတိုင်းဒီမှာတရားဝင်နေတိုင်းခွေးရှိဖို့အတွက်ကတော့တူတူပြန်စစ်ရင်လည်းအစ်စ်ခံရမှာပဲလို့နိုင်ငံတကာလူကြုံရေးဆိုင်ရာကျွမ်းကျင်သူတို့ကတော့ American ဆိုရဘက်ကဒုက္ခသည်တွေကိုပြန်လည်စစ်စစ်တဲ့အခါ American နိုင်ငံရဲ့ဥပဒေတစ်ခုခုကိုချိုးဖောက်ထားရင်တော့စိုးရိမ်စရာရှိတယ်လို့ပြောပါတယ်ဒါအပြင် American စိုးရခွင့်ပြုတဲ့ဗီဇာတစ်မျိုးမျိုးနဲ့အမေရိကန်ကိုရောက်လာပြီးမှအဆိုင်လန်ဆိုတဲ့နိုင်ငံရေးခွင့်လုံခွင့်ရှောက်ထားနေထိုင်တဲ့မြန်မာနိုင်ငံသားတွေလည်းများပြားရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးအမေရိကန်ရောက်မြန်မာအရေးတက်ကြွလှုပ်ရှားသူတို့ကအခုလိုပြောပါတယ်။ဆိုင်နေကိုသူကတင်လိုက်တယ်။တင်လိုက်ပြီးတော့သူကလက်ခံလိုက်ပြီဆိုရင်အမေရိကန်နိုင်ငံမှာတရားဝင်နေထိုင်ခွင့်ရဖို့သူလက်ဖွဲ့ယူတယ်။လက်ဖွဲ့ယူပြီးရတယ်သူကသူရဲ့အသက်ရှင်ရပ်တည်ခွင့်ရဖို့အတွက်သူ social security ကိုဒီဘာမှမလုပ်ထုတ်ပေးရတယ်ပေါ့နော်။ထုတ်ထုတ်ပေးမယ်။ထုတ်ပေးရတယ်မှာသူဒီ assignment interview မလာမချင်းမှာသူ ိုစောင့်ကြည့်နေတာပေါ့နော်သူတို့ဆယ်နှစ်ဆယ်နှစ်တော်လေးမှာအင်တာဗျူးမခေါ်ရဘူးလေရှိတယ်ထွက်တက်မတိုင်နေကြတဲ့အကြောင်းရင်းရဲ့လူတွေရှိတယ်ပေါ့နော်ပမာဘီကနေပြီးဆိုင်းနေခံရတဲ့လူတွေအဲ့လူတွေတွေတော့မှသူအင်တာဗျူးမခေါ်နိုင်သေးဘူးထရန့်ဆိုရဟာ refugee ဒုက္ခသည်တွေအားလုံးကိုပြန်ဆစ်မှဖြစ်တဲ့ပြင်မြန်မာနိုင်ငံသားတွေကိုအမေရိကန်မှာယာယီခိုလုံနေထိုင်ခွင့်ပေးတဲ့ TPS အစီအစဉ်ကိုပါ2025နိုဝင်ဘာ25ရက်ကစလို့ရက်ဆိုင်လိုက်ပါတယ် တို့တရှိမြရှင်စစ်တပ်ဟာရွှေဘုံမြကြီးနားလမ်းပိုင်းစကိုင်းမြင်းမူလမ်းကံပလူကျွန်းလှလမ်းပိုင်းစတဲ့စကိုင်းတိုင်းတွေကအဓိကနေရာတွေကိုအထိုင်ချထိမ့်ချုပ်လာနေတယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်ဒီအကြောင်းမဆန္ဒဝင်းကပြောပြမှာပါစကိုင်းတိုင်းတွေကိုစစ်တပ်တိုးလာနေတဲ့အနေအထားဟာ ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့မြို့တွေအားလုံးကိုထိန်းချုပ်နိုင်မှုပုံစံလှုပ်ဆောင်နေတာလို့ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေကပြောပါရယ်။စကိုင်းတိုင်းထဲမှာစစ်တပ်ရဲ့ပြောင်းလဲလာတဲ့စစ်ပြုဟာနဲ့ထိန်းချုပ်ထားနိုင်တဲ့အနေအထားအပေါ်ရွှေဘိုအခြေစိုက်ဒေသတော်လှန်ရေးအဖွဲ့တာဝန်ရှိသူတယောက်ကအခုလိုရှင်းပြပါရယ်။ဒီဘဝနဲ့ကျွန်တော်စောက်နေမှာဟိုဘက်ကမြောက်ဘက်ဆိုရင်တော့တံလူတို့ကောလင်းတို့မြကြီးနားတို့ဗမော်တို့အထူးကြိုင်ကတည်းကအဲ့ဒီစီဆိုရင်တော့အထူးကြိုင်မင်းကြီးပဲ။အခုမြို့တော်တော်များများနေရမှာလေ။ ။အုတ်ကမ်းမျိုးဒီကုန်းလမ်းဆုံးမှာဆိုရင်သူ့ထိုင်တာဒါလမ်းဆုံးကအဓိကကြားရမင်းနေရတယ်။ကိုလင်းအဲ့ဒီမှာလည်းသူ့မင်းနေထိုင်ရတယ်။အခုသူတို့ကအဓိကမင်းကြားတဲ့နေရာလောက်တွေကသူတို့ယူတယ်။ကြားမှလည်းအင်အားစုရှိတဲ့သူအင်အားလုံးကြီးနဲ့ဖြစ်ပြီးနေတယ်။သူတို့ရဲ့ဒေသဝန်ကြီးမှလည်းကျွန်တော်အင်အားစုတွေရှိတယ်။ ဆိုတော့ကျွန်တော်တို့ကလည်းအပြိုးခွက်လာမလားလုံလာမလားတန်မြင်ရသိပြီစစ်တပ်ဟာလမ်းပိုင်းနေရာတချို့မှာအင်အားတိုးချဲ့အထိုင်ချထားပေမဲ့ရှေ့တိုးတိုက်ခိုက်လာတာမျိုးတော့မရှိသေးဘူးလို့သူကဆိုပါတယ်ဒါပေမဲ့စစ်တပ်ဟာစကိုင်းတိုင်းထဲကလမ်းပိုင်းအားလုံးကိုထိန်းချုပ်နိုင်သွားရင်စီရေးအရာမြေပြင်ကနေတက်ကူအချိန်မရွေးလွတ်လာနိုင်တယ်လို့ ထောက်ဖို့လမ်းကြောင်းမှာအကောင်သွားနိုင်လို့သတိထားစောင့်ကြည့်နေရတယ်လို့တော်လှန်ရေးသမားတွေကပြောပါရယ်မန္တလေးစကိုင်းမြကြီးနားလမ်းတလျှောက်ကုန်စည်ပို့ဆောင်နေတဲ့ကားသမားတွေကလည်းပြီးခဲ့တဲ့လပိုင်းကစလို့နေရအများစုမှာစစ်တပ်ဂိတ်တွေအရင်ထက်ပိုများလာတာတွေ့ရတယ်လို့ပြောပါရယ်ဒါနဲ့ပတ်သက်ပြီးအဲ့ဒီလမ်းပိုင်းမှာတွာလာနေတဲ့ကားသမားတယောက်ကအခုလိုဆိုပါရယ်ကျွန်တော်ကတိုင်းတော့လမ်းမျိုးတွေပြန်ထိန်းချုပ်တယ်တိုင်းကသူတို့ကလမ်းမျိုးတွေထိန်းချုပ်တယ်လမ်းကဘေးကဆင်းသွားပြီဆိုရင်သူတို့မထိန်းချုပ်နိုင်ဘူးအကုန်လုံးပြီးပြီရှိသူတို့ကလည်း ဆိုလည်းသူတို့ဆိုင်နေနေရတော့ထိနေတာပေါ့။သူကမဆိုင်နေကြားထဲမှာရှိတယ်။မြင်လို့ရတယ်စတောင်းမှာပေါ့ဒီရနေလို့ကျွန်တော်တို့အုံတော့ကြော်လာတယ်။အုံတော့ကြော်လာရင်ဒီကျွန်တော်တို့အမြောက်တက်ရင်ကြော်ပြီးလည်းတက်တာမရှိတော့ဆက်ကုန်ပြီးရတယ်။ဒီနေ့နဲ့ဆိုင်တော့လမ်းလိုက်ကိုဆူးမှုစစ်တပ်ဟာသခိုင်းတိုင်းတွေကတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာတွေကိုပြန်သိမ်းပိုက်နိုင်မှုအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးတာအပြင်လေကြောင်းကနေပါဘုံကျဲတိုက်ခိုက်တာတွေနေ့စဉ်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောကြပါရဲ့ရှင်။ BBC မြန်မာပိုင်းရဲ့ရေဒီယိုအစီအစဉ်ကိုည၈နာရီကနေ၈နာရီ15မိနစ်ထိလိုင်းဒိုမီတာ16 kHz 15113လိုင်းဒိုမီတာ31 kHz 6963တို့ကနေဖမ်းယူနားဆင်နိုင်ကြပါတယ်။ဗုဒ္ဓညချမ်း BBC အစီအစဉ်ဒီမှရင်ပြေဆုံးပါပြီ။ BBC ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ပြထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။